ပြည်သူ့ radio တန်တွေကိုနောက်ဆင်ရင်ပြည်သူ့ဘက်ရဲ့တီကရှေးဆမ်းမယ်ပြည်သူ့ radio ပြည်သူ့ radio ဟောမပြည်သူတိုင်းတိုင်းဒီကနေ့မှာတော့မြန်မာနောက်သတင်းဌာနမှာဖော်ပြထားတဲ့တော်လန်ရည်ရဲ့နိုင်ငံရေးဥဆောင်မှုခြေလန်းသိရှာပုံတော်ဆိုတဲ့သတင်းဆောင်မကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်၂၀20ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ရဖွဲ့စည်းခဲ့တဲ့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အဲ့ဒီမှာပောက်ဖွားပေးလိုက်တဲ့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကဆရာနာသိမ့်မှုကိုတွန်းလှန်ဖို့စစ်ကောင်စီကိုရင်ဆိုင်ဖယ်ရှားဖို့ပြည်တွင်းနဲ့နိုင်ငံတကာမျက်နှာစာမှာမြမပြည်သူတွေကိုကိုစားပြုတဲ့အစိုးရအသည့်အစိုးရဖြစ်လွန်ခဲ့တဲ့၄နှစ်ကျော်အတွင်းရပ်တည်ကြိုးပမ်းခဲ့ပါတယ်။ရင်းကျတဲ့ဒီမိုကရက်တစ်နိုင်ငံတကာအတိုက်အဝန်းကအန်ယူဂျီကိုနိုင်ငံတကာစနစ်ရဲ့အကန့်အသတ်တွေကြားကအတိမတ်ပြုဆက်ဆံခဲ့ကြပါတယ်။အန်ယူဂျီအောင်မြင်မှုတချို့ရရှိခဲ့ပါတယ်။အထင်ရှားဆုံးအောင်မြင်မှုက ကုလသမဂ္ဂဆင်မြင့်ထက်ကိုစစ်ကောင်းဆောင်တွေရောက်ရှိမလာစေဖို့ထိထိရောက်ရောက်ဟန်တားနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။အနောက်နိုင်ငံများစုက စစ်ကောင်စီနဲ့တဏ္ဍမန်ဆက်ဆံရေးအဆင့်လျှော့ချခဲ့ကြပါတယ်။ထူးထူးခြားခြားအာဆီယံနိုင်ငံတွေကပဲအဲ့လိုလျှော့ချခဲ့ကြတာပါ။ဒါပေမဲ့စီးမြင့်အခြေပြုနိုင်ငံတကာစနစ်အတွင်းနိုင်ငံအချင်းချင်းဆက်ဆံရေးကနိုင်ငံတကာစာချုပ်တွေနဲ့တိစောက်ထားတဲ့ဆက်ဆံရေးဖြစ်တဲ့အလျောက် NUG က မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်အပြည့်အဝအတိမတ်ပြုမှုရရှိနိုင်ရေးရှေ့မတွန်းနောက်မဆုတ်အခြေအနေကိုယနေ့အချိန်ထိရင်ဆိုင်နေရဆဲဖြစ်ပါတယ်။အဲ့ဒီကာလကြာမြင့်လာတာနဲ့အမျှမလိုလားအပ်တဲ့တရားမှုကပြည်တွင်းနိုင်ငံရေးစနစ်တွေမှာပေါ်ပေါက်လာခဲ့တာကိုမငင်းနိုင်တဲ့အမှန်တရားပဲဖြစ်ပါတယ်။ယနေ့ပြည်သူတော်လှန်ရေးကစစ်ဘုံချုပ်တွေလက်ထဲတည်ယူထားတဲ့အာဏာကို ပြန်ရရှိရေးတသက်မဟုတ်စစ်အာဏာရှင်စနစ်ခြုံငင်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးဆိုတဲ့ စနစ်ပြောင်းတော်လှန်ရေးဖြစ်ကြောင်းနိုင်ငံတကာအသိုက်အဝန်းကနားလည်သဘောပေါက်ထောက်ခံကူညီနိုင်ကြဖို့ NUG ကသက်ဆိုင်ရာနိုင်ငံကြီးတွေနဲ့မြို့တော်တွေမှာရုံးဆိုင်ပြီးအစိုးရအဖွဲ့တွေအထိကဘာလှည့်ပြီးချီယုံလှုပ်ဆောင်ခဲ့လှုပ်ဆောင်နေစေဖြစ်ပါတယ်အဲ့ဒါကတော်လှန်ရေးရဲ့နိုင်ငံရေးဥဆောင်မှုအခမ်းအနားကို NUG ကြိုးပမ်းမြင့်တင်နေခြင်းကလေ့လာတွေ့ရှိရပါတယ် NUG ကြိုးပမ်းမြင့်တင်နေခြင်းလို့လေ့လာတွေ့ရှိရပါတယ်ဒါပေမဲ့နိုင်ငံတကာအသိမှတ်ပြုမှုရှေ့မတွန်းနောက်မဆုတ်အခြေအနေက တော်လိုင်းအင်အားစုတွေကြားညီညွတ်ရေးတိဆောက်ရမှာလွှမ်းမိုးလာတဲ့အကြောင်းအရာတစ်ခုဖြစ် NUG ရုန်းကန်နေရတာကိုလည်းယခုနှစ်တွေအတွင်းပို့ပြီးမြင်သားစွာတဖြည်းဖြည်းလေ့လာတွေ့ရှိခဲ့ရပါတယ်။တနည်းအားဖြင့်ပြင်ပအခြေအနေတစ်ခုရဲ့တက်ရောက်မှုအကြောင်းအရာကြောင့်တော်လိုင်းရေးရဲ့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့စူးစီးညီညွတ်တဲ့နိုင်ငံရေးဥဆောင်မှုအခန်းကဏ္ဍကိုအချင်းချင်းကြားတိဆောက်ဖို့မကြိုးပမ်းခဲ့နိုင်ခြင်းကယနေ့စနစ်ပြောင်းတော်လိုင်းရေးရဲ့အထင်ရှားဆုံးလက်ဟာချက်အဖြစ်ပေါ်လွင်ထင်ရှားလာပါတယ်။ အန်ယူဂျီချက်တာလွန်နဲ့နိုင်ငံရေးဥဆောင်မှုပေးနိုင်သူရှိပြီလားအာနာဒိစစ်ကောင်စီကိုအောင်နိုင်ဖို့နဲ့စနစ်ပြောင်းတော်လှန်ရေးတစ်ခုကိုလက်တွေ့ဖော်ဆောင်ရမှာနိုင်ငံရေးဥဆောင်မှုပေးခြင်းကမရှိမဖြစ်လိုအပ်လက်တွေ့လှုပ်ဆောင်တသက်ပြရမယ့်အရာဖြစ်ပြီး အောင်ပွဲကိုပြတ်သားစွာအဆုံးဖြတ်ပေးတဲ့အရေးကြီးဆုံးအခမ်းကဏ္ဍဖြစ်ပါတယ်အဲ့ဒီအခမ်းကဏ္ဍကိုလစ်လူရှုဖို့မတင်သလိုလစ်လူရှုဖို့လည်းမရနိုင်ပါဘူး ဒါပေမဲ့ယနေ့အချိန်ထိတော်လန်ရေးခါတိတဲ့အမှန်တရားတစ်ခုကိုပြောပါဆိုရင် NUG ကိုလက်နက်ကင် တော်လန်ရေးအင်အားစုအသီးသီးကသူတို့နဲ့တန်းတူမဟာမိတ်အဆင့်သာဆက်ဆံနေကြပါတယ်။တနည်းအားဖြင့်ဆရာနာရှင်စနစ်ချုပ်ငြိရေး NUG ရဲ့အခမ်းကဏ္ဍကိုကန့်သက်ထားတာဒါမှမဟုတ်နိုင်ငံရေးဥဆောင်မှုကိုကန့်သက်ထားတာပဲဖြစ်ပါတယ်။အဲ့ဒါကတော်လန်ရေးတစ်ခုလုံးပေါ်တက်ရောက်မှုကြီးမာပါတယ်။လက်နက်ကင်တော်လန်ရေးကနီလန်တစ်ခုသာဖြစ်ပြီး ဆရာနာရှင်စနစ်အမှန်တကယ်ချုပ်ငိမ့်စေလို့ရင်အရေးကြီးဆုံးလိုအပ်ချက်မှာစူးစီးညီညွတ်စွာနိုင်ငံရေးဥဆောင်မှု ပေးဖို့ဖြစ်ပါတယ်။အဲ့ဒီတော့ NUG ကိုအတိမတ်မပြုတ်ရင်သူ့ထက်တာလွန်ပြီးမြမပြည်သူတွေကိုစစ်စစ်မှန်မှန်ကိုစားပြုတဲ့ဆရာနာရှင်စနစ်ဖယ်ရှားနိုင်တဲ့နိုင်ငံကိုစားပြုအစိုးရတရက်ရဲ့အင်္ဂါရက်တွေနဲ့တိစောက်ထားတဲ့အဖွဲ့အစည်းတရက်ကိုဘာလို့မတိစောက်နိုင်ကြတာလဲ။အဲ့ဒါကပြည်သူတအူးရဲ့ရှုထောင့်မှအံ့ဩနားမလည်နိုင်တဲ့မေကွန်းဖြစ်ပါတယ်။ အကြောင်းတရားတွေအမျိုးမျိုးရှိနေနိုင်ပေမဲ့ယနေ့လက်ငင်းမြင်တွေ့နေရတဲ့အကျိုးတရားကို မျက်ခွေပြူထားဖို့မသင့်ရော်တဲ့အခြေအနေထိရောက်ရှိနေပြီ ဖြစ်ပါတယ်။အဲ့ဒီအကျိုးတရားမှာတော်လိုင်းကြာမြင့်လာတာနဲ့အမျှနိုင်ငံတကာအတိုက်အဝန်းကလက်တွေ့ကြတယ်ချင်းကမှုမှာမြန်မာနိုင်ငံမှာစစ်ကောင်စီကိုအစားထိုးနိုင်တဲ့တိုင်းပြည်စုစည်းညီညွတ်တည်ထောင်ရေးကိုအာမခံနိုင်တဲ့နိုင်ငံရေးအင်အားစုရှာမြခြင်းဆိုတဲ့ကြီးမားတဲ့အကျိုးတက်ရောက်မှုကြီးဖြစ်ပေါ်နေပြီဖြစ်ပါတယ်။အဲ့ဒီချက်ကို တော်လှန်ရေးခေါင်းဆောင်ကြီးတွေအလေးထားကြဖို့လိုပါတယ်။တော်လှန်ရေးမှာစစ်ရင်းနဲ့နိုင်ငံရေးဥဆောင်မှု အချိုးမညီတဲ့ပြဿနာအာဏာသိမ်းစစ်ဘုံချုပ်တွေလက်ထက်မှာနိုင်ငံတော်အာဏာကိုမူလပိုင်ရှင်ပြည်သူတွေရဲ့လက်ထက်ပြန်လည်အနှင်းနိုင်ရေးနိုင်ငံတော်ရဲ့နိုင်ငံရေးဥဆောင်မှုနေရာကို ပြည်သူကကြည်ပြူစွာရွေးချယ်တင်မြောက်အနှင်းမဲ့ Federal Democracy နိုင်ငံရေးစနစ်သည့်ထူထောင်ရေးအဲ့ဒါကဆက်အနာရှင်စနစ်တော်လှန်ရေးရဲ့အန်တီမရီမန်ချက်နဲ့ရမဟုတ်ပါလား စင်စစ်လက်နက်ကင်တော်လှန်ရေးကပထမရည်မှန်းချက်ဖြစ်တဲ့နိုင်ငံတော်အာဏာကိုမူလပိုင်ရှင်ပြည်သူတွေလက်ထဲပြန်လည်အနှင်းရေးအတွက်အာဏာရှင်စနစ်ခြုံငင်းရေးကိုစစ်ရေးနည်းလမ်းနဲ့ဆောင်ရွက်နေခြင်းဖြစ်ပြီးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ်သစ်ထူထောင်ရေးကိုတော့နိုင်ငံရေးနည်းလမ်းဖြင့်သာဆောင်ရွက်နိုင်ပါတယ်။တနည်းအားဖြင့်ရည်မှန်းချက်နှစ်ရလုံးစီကိုရောက်ရှိဖို့မှာစစ်ရေးနဲ့နိုင်ငံရေးအချိုးညီညီပေါ်ဆောင်နိုင်မှုအလွန်အရေးကြီးပါတယ်။အလွန်ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်နှစ်ရနဲ့ နီလာနှစ်သွယ်လို့ဆိုကြပါတယ်ဒါပေမဲ့တော်လိုင်းကာလာ၄နှစ်ကျော်လာတဲ့အထိပထမရည်မှန်းချက်အတွက်တိတာထင်ရှားတဲ့စစ်ရေးအောင်မြင်မှုတွေခရီးတစ်ခုကိုရောက်ရှိနေချိန်မှာဒုတိယရည်မှန်းချက်ရရှိရေးစီးလုံးညီညွတ်ရေးစုစည်းညီညွတ်တဲ့နိုင်ငံရေးဥဆောင်မှုကအမေဆုံတော်ကြီးရဲ့ရှေးဟောင်းယတနာတိုက်ရှာပုံတော်ဖွင့်ရတဲ့ကဲသို့ခက်ခဲနေနေလာပါတယ်အဲ့ဒါဟာမဟာဗျူဟာအမျှော်မြင်ကင်းမဲ့ခြင်းရဲ့ပြရုပ်ဖြစ်ပါတယ်အချိန်ဆွဲအချိန်ကြာလာတဲ့နေ့မြတ်တနိုင်ငံလုံး လွှမ်းခြုံတဲ့နိုင်ငံရေးဥဆောင်မှုကင်းမဲ့ခြင်းကြောင့်အခုခါရရှိပြီးသားစစ်ရေးအောင်မြင်မှုတွေလက်လွတ်ဆုံးရှုံးရတဲ့အန္တရာယ်တွေစတင်မြင်တွေ့နေရပြီးမဟုတ်ပါလားပြေလို့ radio တန်တွေကိုနောက်ဆင်းရပြည်သူ့ပဲ့ရတီကရှေးဆမ်းမယ်ပြေလို့ radio ပြေလို့ radio oh my ပြည်သူတိုင်းတွေ